ားလုံးပိုင်းမင်္ဂလာပါတရှိကုံကားဗီဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီကနေ့မှာတော့ဒီခொနည်းသားသမီးတွေအတွက်ပေါ့နော်ဒီပြောင်းလဲလာမယ့်ကန်စတာလေးကိုဆရာကပိုင်ရီလေးပြောကြပြီးမှဖြစ်ပါတယ်အဲ့တော့ အဲပြောင်းလဲလာမယ့်ကင်ဆာတွေကမှအဓိကထားပြီးပြောချင်တာကကျတော့နိုင်ငံခြားကင်ဆာတာပေါ့နော်နိုင်ငံခြားကင်ဆာတာမှာမှဘလူကင်ဆာတာပြောင်းလဲလေးဖြစ်လာမလဲနိုင်ငံခြားနဲ့ပတ်သက်ပြီးအခွင့်အရေးရလာမလားနိုင်ငံခြားအခက်ခဲတွေကဘလူမျိုးကြောင့်အခက်ခဲနေတာလဲဘလူအခက်ခဲကြီးကြော်ပြီးသွားပြီဆိုရင်ပြည်လဲသွားမလဲအဲဘယ်အချိန်လောက်မှဒီအသက်အရအထမ်းမြောက်အောင်မြင်လာမလဲဆိုတာကပါဆရာကတခါတည်းဒီအကုန်လုံးပေါ့နော်အသေးစိတ်လေးပြောပြရင်ပိုင်းလေးဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားစုเนาะအခုလဲစလိုက်ရအောင် ဲ့တော့နိုင်ငံခြားသွားဖို့အတွက်စီစဉ်ထားတဲ့လူတွေရှိမယ်။အာနိုင်ငံခြားသွားဖို့ရည်ရွယ်ထားတဲ့ဒါပေမဲ့အကြံကြနေတာမျိုးတွေရှိတယ်။ပြီးတော့အမျိုးမျိုးသောအကြောင်းအရာတွေကြောင့်နိုင်ငံခြားကိစ္စမှာခက်ခဲနေတာမျိုးတွေရှိတဲ့လူတွေအတွက်ကတော့ဒီပိုင်လေးကိုပို့ပြီးတော့အဓိကထားပြီးတော့ကြီးစေချင်တယ်ပေါ့နော်။အဲ့တော့အကျိုးရလည်းလေးဖြစ်မယ်။ပြီးတော့ဆောင်းရှောင်းရည်တည်တယ်။ပြီးတော့ဘာတွေကြောင့်လိုအပ်ချက်တွေဘလို့အားနည်းချက်တွေရှိလဲဆိုတာကိုတော့ကြံနဲ့ကြူကြည့်ရအောင်။အရင်ဆုံးအနေနဲ့ကိုယ့်ရဲ့ပြောင်းလဲလာမယ့်ကန်စတာတွေ၊ကြုံတွေ့နေရတဲ့ကန်စတာတွေပိုင်ပေါ်မှာမူတည်ပြီးတော့အာရုံလေးပြုပေးခြင်းကိုတွေ့ပြောချင်ပါတယ်။ တော့ပိုင်1ပိုင်2ပိုင်3ထုံးစံနိုင်မယ်အဲ့တော့အာကိုရဲ့ကန်ဒရာနဲ့ပတ်သက်ပြီးတော့ပိုင်1လားပိုင်2လားပိုင်3လားအဲ့သုံးခုတွေကအာကိုကရွေးချယ်ပြီးတော့ပဲဟိုသင်စားဖို့အတွက်ပေါ့နော်ဘယ်ဟာလေးကိုကိုကသတ်မှတ်ထားလဲစိတ်ထရရရွေးချယ်ထားလဲဆိုတာကိုဆရာအနေနဲ့အာအချိန်လေးနှိမ့်ခဲ့ပေးမယ်အဲ့တော့စိတ်ကိုတေချာလေးအအောင်စိုက်ပြီးတော့ကိုကပိုင်1လားပိုင်2လားပိုင်3လားအအောင်လေးစိုက်ပြီးပါ ကဲဆိုတော့အာယုံဆိုင်ပြီးလို့ကိုယ့်ရဲ့ဒီရွေးချယ်မှုတွေခုလုပ်ပြီးွားပြီဆိုစတဲ့နေလည်းထင်ပါတယ်အဲ့တော့အရင်ဆုံးပိုင်ဝမ်ပိုင်ဝမ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကိုကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုအရင်တည်းကဗောနော်အခက်အခဲတွေနဲ့ပြန် ပြီးတော့ကြုံနေရတာမျိုးတွေ့ရတယ်ပြီးတော့ကိုကိုတိုင်ကလည်းပြောရရင်စိတ်ဓာတ်ဗောနော်အရင်ဟောပြက်ပြက်သားသားမျိုးဟိုကိုကဒီအောင်မရှိမဖြစ်ဟိုဗိုက်တယ်မဖြစ်ဘူးဗောနော်ဒါကြီးကကို့အတွက်ဟိုဒါမရရင် မဖြစ်ဘူးဆိုတော့ စိတ်သက်ပြင်းပြမှုတွေတကယ်တမ်းလိုအပ်ချက်တစ်ခုအနေနဲ့သွားဖို့အတွက်ပေါ့နော်နည်းနည်းလေးလိုအပ်နေသေးတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့အခက်အခဲတွေပေါ့နော်ကိုယ်လက်ရှိကြုံနေရတဲ့အခက်အခဲတွေကိုကူညီပေးမဲ့လူမျိုးကအဲဘယ်လိုလူမျိုးဖြစ်မလဲအဲ့တော့အကိုရဲ့ပေါ့နော်ကိုတငယ်ချင်းရင်းချတွေအမှကိုနဲ့အရင်းနှီးနှီးဖြစ်တဲ့လူမျိုးအဓိကကတော့ညီကိုကဲသို့တော့ဒီမိတ်ဆွေပေါင်းသင်းတွေရဲ့ ကူညီဆောင်မှခြင်းတွေကြောင့်အစီအပြေးလိမ့်မယ်အဲသူတို့ရဲ့အကူအညီပေးခြင်းတွေဟာတခြားလူတွေတဲ့အကူအညီပေးရတဲ့ပုံပြီးထိရောက်မှုတွေမြန်ဆန်လိမ့်မယ်အစစအရအစီအပြေးမယ်ပေါ့နော်အဲ့တော့တွားရမယ်ဒါပေမဲ့ကိုဘက်ကလည်းပြောရရင်တော့ဟိုအားကိုပို့ပြီးတော့အားဆိုင်လေးအားဆိုင်ထုတ်မှုလေးပြုလုပ်ပေးရမယ်အဲတစ်ဖက်မှာလည်းကိုယ့်ရဲ့အကူအညီမှုနဲ့ဟိုရရှိလာတဲ့အခွင့်အလမ်းမျိုးတွေအခွင့်အရေးမျိုးတွေလည်းရလာလိမ့်မယ်အဲ့တော့ အဲ့နောက်ခုပေါင်းစတဲ့အချိန်မှာတော့ကိုကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့လူမျိုးခြားနဲ့ပတ်သက်ပြီးအစီအပြေလာလိမ့်မယ်အထမ်းမြောက်အောင်မြင်လိမ့်မယ်နိုင်ငံခြားတော်ဘုကိစ္စရေးနဲ့ပတ်သက်ပြီးတော့အမြန်ဆုံးတွားရဖို့ရှိလိမ့်မယ်နော်ဒါကပထမတစ်ခုအဲဒုတိယပိုင်တူးကိုယူချက်ထားတဲ့လူတွေအတွက်ကတော့အဲကိုယ့်ရဲ့ပေါ့နော်ဒီလုပ်ငန်းပိုင်းတွေအဲကိုယ့်ရဲ့ဒီနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ ြောမကြာခဏသွားနေရမယ့်ကံမျိုးတွေမှာပါတယ်ဗျာဒါကန်ဆာတာကောင်းတယ်လို့ပြောလို့ရတယ်เนาะကန်ဆာတာကောင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ကိုတယောက်တည်းကောင်းတာလားဆိုတော့မဟုတ်ဘူးကိုတယောက်တည်းမှမဟုတ်ပဲねကိုယ့်ရဲ့ရှစ်သူခင်သူ မိခင်ဒါမှမဟုတ်ကိုယ့်ရဲ့ဟိုလောက်ငယ်သားဒါမှမဟုတ်ကိုယ့်ရဲ့ဒီငယ်ရွယ်သူတွေဖြစ်တဲ့အတွက်ကိုညီမတို့အဲကိုညီတို့အဲသူတို့နဲ့ပတ်သက်ပြီးတော့သူတို့ကကိုယ့်ရဲ့ကိုသွားပြီးနောက်ပိုင်းမကြခင်မှာအဲသွားရတာမျိုးတွေအဲဟိုကိုပြန်ပြီးတော့ခေါ်နိုင်တာမျိုးတွေတစ်ဆင့်ပြန်ခေါ်နိုင်တာမျိုးတွေကြာဖြစ်သွားမှုရှိတယ်အဲ့တော့ကန်ဆာတော်တော်ကောင်းနေတယ်မှာပါတယ်အဲ့တော့ပိုင်တုကိုရေချတာလူတွေအနေနဲ့ကတော့လောလောဆယ်မှာကောင်းနေမယ်အဲ့လောလောဆယ်ကောင်းတဲ့ကန်ဆာတဲ့ပိုကောင်းမဲ့ကန်ဆာမျိုးရှိတဲ့အတွက်ကိုယ့်ရဲ့ပေါ့နော်ဟိုကန်ဆာလေးကိုပိုကန် ဆက်တဲ့ဆက်ကောင်ပေါ့နော်ကင်ဆာလေးဆက်ပြီးဖို့လိုအပ်လိမ့်မယ်အဲ့တော့ကင်ဆာလေးပြန်လဲကောင်းမွန်လာဖို့အတွက်ဆိုတော့ကိုယ့်ရဲ့ကိုယ့်ကိုယ်ရဲ့ဘာသာရဆရာပြောနေရတိုင်းပဲအဲ့ဒါလေးပြုလုပ်ပြီးအများဆုံးအာပို့ပြီးတော့ကောင်းမွန်မှုတွေခံစားရလာလိမ့်မယ်အဲ့တော့ဒီကင်ဆာလေးအနေနဲ့ကတော့သတိထားပေးရမှာငွေကြေးပိုင်းနဲ့စီးရင်စရာပါနော် တော့ငွေကြေးပိုင်းနဲ့စီးရဲစဲပိုင်းပိုင်းနဲ့ပတ်သက်ပြီးသတိထားမှာကကိုကအားနာလို့ရောဒီတကူတော့ငါမစစ်လိုက်တော့ဘူးရပါတယ်ဒီတကူကတော့မှန်လောက်ပါတယ်ဆိုတဲ့ဟာမျိုးတွေမှာနောက်ဆက်တဲ့စူဂျိုတွေကအမားတွေပါလာနေတယ်အဲ့တော့အမားတွေဆိုတော့ကကိုပေါ့ဆောင်မှုကြောင့်အမားမျိုးမဟုတ်ပဲနဲ့သူများတွေကအနောက်ဆက်ပေးပြီးကိုကိုချင်းတဲ့တာမျိုးအနောက်ဆက်ပေးတာမျိုးတွေအဲကိုရဲ့ပေါ့နော်ပြောရရင်တော့ကိုတီရှိနေတဲ့နေရာတစ်ခုအဲကိုတီရှိနေတဲ့ယာရုတစ်ခုကိုအဲအနောက်ဆက်ပေးနေတာမျိုးဖြတ်လို့ပစ္စည်းပြုတ်နေတာမျိုးတွေနေကြုံလာဖို့ရှိတယ်အဲ့တော့အဲ့ဒါတွေကိုကိုက ဟိုအဝေးမခံဘူးအဖြစ်မခံဘူးအတွက်ဆိုရင်တော့သတိဝိရိယလေးနဲ့သွားပေးပါအဲကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအမြဲတမ်းဟိုဘယ်လောက်ကြီးပဲရင်းနှီးရင်းနှီးဘယ်လောက်ကြီးပဲချစ်ခင်ချစ်ခင်မပေါ်ဆပါနဲ့အဲ့တော့လုပ်ငန်းကိုကိုယ့်ရဲ့နီးစနစ်ကြပုံမှန်လုပ်နေကြအတိုင်းပဲစစ်စစ်နာစစ်ပါအာမေးစနာမေးပါအမြဲတမ်းအဲ့ဒါလေးလုပ်ပေးပါနော်အဲ့ဒါဆိုတော့ကေဒရာနဲ့ပတ်သက်ပြီးဘုံကောင်းလာလိမ့်မယ်နိုင်ငံသားဖို့ကိစ္စကကိုရီးယားနဲ့မိုဘယ်နဲ့အများစုပေါ့နော်ကိုယ့်ရဲ့ network တွေကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုပါအထောက်ကူပေးနေတဲ့ကံပြိုးပေးတဲ့အတွက်ကန်ဆယ်လာလေးကတော့တော်တော်လေးကောင်းမွန်တဲ့နေမှာပါတယ်နော် ဒါကတော့ပိုင်2ကိုရေးချတဲ့လူတွေအတွက်ပေါ့နော်ကန်ဆာလေးပေါ့နော်အဲနောက်ဆုံးပိုင်3ကိုရေးချတဲ့လူတွေအတွက်ကကြတော့ပြန်တော့ဒါကကိုယ့်အတွက်လေဒီကက်ကိုရေးချတဲ့လူတွေနဲ့ကတော့လေဟိုအရင်လက်ချုပ်ရှင်တွေပေါ်နေလိမ့်မယ်ဗျာအဲ့တော့လက်ချုပ်ရှင်တွေပေါ်နေလိမ့်မယ်ကိုကဒီကိစ္စကကိုနဲ့အဝင်ကိုရမဖြစ်ဘူးငါဒီကိစ္စမှာအကျုံးမပေးဘူးငါအာဒါကိုသွားကိုသွားနိုင်ပါမလားဆိုတော့တန်တရားတွေကိုကပြောရရင်တော့ဆိတ်ရှော့ရှင်စိတ်တွေအရင်ညပါနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ ဟိုအဓိကကတော့စိတ်ကအဓိကပဲဗျာအဲ့တော့စိတ်ကကိုကအမြဲတမ်းအရှော်မပေးသေးဘူးကတော့ဘရောမဟိုရှုံးနေမှာမဟုတ်ဘူးဗျာအဲ့တော့အဂိမ်းရံအဂိမ်းပဲတော်ချာတော်ချာလုံနေရမယ်ဗျာအဲ့တော့ဒီအားကြီးကိုအဲ့လိုမျိုးတစ်ခေါက်မရလို့နောက်တစ်ခေါက်မလုတော့ဘူးဆိုတဲ့ဟာကြီးကနောက်တစ်ခေါက်မှဒီတက်ပူကောင်းတဲ့ကင်ဆာမျိုးတွေဖြစ်လာနိုင်တယ်အဲ့တော့ဒီကင်ဆာကကို့အတွက်ပူကောင်းတဲ့ကင်ဆာမျိုးကိုကံရဖို့ဖြစ်တဲ့အတွက်အဲရှေ့က ပါမောလောက်ပြတဲ့ဟာလေးကို skill လောက်လိုက်ရတယ်အဲကိုကဟိုလက်လျှော့လိုက်ရတယ်ဆိုပြီးကိုကိုစီရပေါ့နော်အဲ့လိုလက်လွတ်သွားတဲ့လိုပဲသဘောထားလိုက်ပါထပ်ပြီးစူးစမ်းပြီးပါအဲ့တော့အစီအပြေလာလိမ့်မယ်အဲစိတ်အရင်စိတ်တိကြိုက်တာတွေစိတ်တော့ကတွေများနေတာမျိုးတွေအဲ့ဒါတွေကြောင့်ကိုယ့်ရဲ့ဒုတတင်းစရာမဒုတတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့မတွေးနဲ့မတွေးမဟုတ်ဘူး စိတ်မညစ်နဲ့မဟုတ်ဘူးညစ်ဒါပေမဲ့အတိုင်းအတာတစ်ခုနဲ့ပဲညစ်ပြီပါအဲ့တော့ပြန်လဲပြီးတော့ကိုကိုပြန်ပြီးတော့ဒီစိတ်ညစ်တာတွေစိတ်ဒုက္ခတွေပြန်ထလာပြီးတော့အဲလုံးတဲ့အရာတစ်ခုကိုပြန်ပြီးလုပ်ပြီးပါပိုကောင်းတဲ့ကန်စတာတွေပိုကောင်းတဲ့အခွင့်အရေးတွေကတင်းအောင်စောင့်နေမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့အာပန်ဇရီရေးထားတဲ့ကန်စတာလေးပြီးတော့ဒီပန်ဇရီမှာထူးခြားချက်အနေနဲ့ကကြတာလေးကိုယ့်ရဲ့မိခင်နေစီကနေလေပြောရရင်ယုံကြည်မှုတစ်ခုရလာတာမျိုး appreciate တစ်ခုပေါ့နော်ကိုယ်အာချီးကျူးတာမျိုးကိုယ်အတိအမှတ်ပြုလာတာမျိုးအဲ့လိုမျိုးတွေပါရလာဖို့ရှိတယ်ဗျာအဲ့တော့ 조사တင်နေပြဒီအားမမ조사ရင်ကိုကဘာကို조사မှာလဲကိုချစ်တဲ့လူတွေစီကလည်းကိုကဒါကိုပြောရင်တော့လက်ခံမှုတွေရတာပဲဗျာကိုတစ်သလုံးကိုက조사နေတယ်ကိုလောလောဆယ်မှာလည်းအများနဲ့ဒီကိစ္စကိုပဲတွေးတော့နေတယ်ဒါပေမဲ့အဲ့ဒါယူကိုတွေးတော့ချက်တွေးခဲ့ပြီးတော့မှမလုဆက်မလုတော့ဘူးဆိုရင်ဒါကြီးကအရှုံးပဲဖြစ်မှာဗျာအရှုံးနဲ့အမျက်ပြောင်ဆိုပြီးပြန်ပြီးထပ်조사ပြီးတော့အောင်မြင်မှုရအောင်လုပ်ပြီးပို့ပြီးတော့조사ပြီးပေါ့နော်အဲ့တော့ပြောရတော့ခက်ခဲလိမ့်မယ်ဗျာ